အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Arnis Law ရဲ့ Liverpool အသင်းအတွက်တော့ဒါဒီ London မှာနောက်ထပ်နောက်ကျကိုနဲ့ထပ်ပြီးတော့သူတို့ Chelsea ကိုရှုံးသွားတယ်ဒီနှသိန်းကတသိန်းနဲ့တသိန်းကြားမှာအရန်ကြီးမကွာဘူးဗောလေဒီဘက်နှစ်ပိုင်းလောက်မှာဒီနှသိန်းကြားမှာအနိုင်ရှုံးပေါ်ရာများတယ်ကျွန်တော်က Thomas Tuchel လက်ထက်တုန်းကဆိုတောက်လျှောက်သေးကြီးကြတာမိနစ်90အနိုင်ရှုံးအမြဲပေါ်ဖို့ခက်လေရှိတဲ့အသင်းအသင်းဖြစ်တယ်ဒီနေ့ပွဲမှာ Chelsea အသင်းက ဒါအဓိဒီနေ့ကအဓိကဒီနေ့ပွဲအဓိကအချက်ကနှစ်သင်းပေါင်းဘသူအနိုင်လိုချင်နေဆိုတဲ့စိတ်တက်ကအဓိကပဲလီဗာပူးဟာပွဲအစပိုင်းလေးတွေသူကောင်းတယ်ပထမပွဲအစပိုင်းလေးတွေမှာကောင်းတယ်ဒုတိယပိုင်းပွဲအစပိုင်းလေးကောင်းတယ်အဲ့နောက်ပိုင်းမှာချက်စီကပွဲကိုထိန်းချုပ်လာတယ်ဒါထိန်းချုပ်လာတယ်ချက်စီကပူကောင်းအောင်ကစားနိုင်တယ်ချက်စီကတကယ်ဆိုဒီနေ့အဓိကကစားမတွေတော်တော်များများအင်ဂျူရီဖြစ်နေလီဗာပူးကတော့ကိုးသမားအလာဆင်ဘက်ကအင်ဂျူရီဖြစ်လို့ဒါမမတက်ရှ်ဝီလီဝင်ဖမ်းတယ်တစ်ဖက်ကချက်စီတဲ့မှာ ဒါခန်းစစ်ပိုင်းမှာအကုန်လုံးဒဏ်ရာရနေတဲ့အတွက်ကြောင့်သူတို့ဘာဒီယာရှင်နဲ့ဒါဒီဒီလူငယ်ကစားမလေးကစားခဲ့ကြတယ်တကယ်လည်းသူတို့နှစ်ယောက်တော်တော်လေးငြိမ့်နေသူတို့ခန်းစစ်ကအချွန်ပွန်ရဲ့ဘာဒီယာရှင်တော်တော်လေးငြိမ့်နေဒါပေမဲ့ဘာဒီယာရှင်ကပထမတစ်ခေါက်နာအရင်နာတယ် now အချွန်ပွန်တစ်ထပ်နာတယ်အဲ့ now reachain နဲ့ဟာတူကစားရတဲ့အထိဖြစ်သွားတယ်စောပိုင်းတော့ကဂူဆိုကိုသူကကွင်းလေတီတက်ထားပြီးတော့ဒါ reachain ကအနောက်မှာကစားတယ် game ကဘယ်လိုဖြစ်မလဲဆိုတော့ liverpool ဘက်က isak ကိုထောင်ထားပြီးတော့ akitike ကိုအရန်မှာထားတယ် gapo ရဲ့ sobosan ရဲ့ salas ကိုထားပြီးတော့အရင်အတွဲဖြစ်တဲ့ graven bash နဲ့ alexis maclasa ထားပြီးတော့ဒီ florin vas ကိုအောက်တယ်နော်ခန်စစ်ကနီပြာကဒီ milo kake ရဲ့ kanati ရဲ့ van dai ရဲ့ဟိုဘက်က corner priority game ကအစောပိုင်း minute တီအားလုံးမှာ liverpool က ပွဲကိုထိန်းချုပ်ပြီးတော့သူတို့ကအနိုင်ရလောက်တယ်ဆိုတဲ့ပုံစံမျိုး promising အပြည့်နဲ့ကစားတယ်တကယ်လည်း Liverpool ကပိုကောင်းအောင်ကစားနိုင်တဲ့အစောပိုင်းမိနစ်တွေမှာဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှ လီဗာပူးဟာဘာဖြစ်လာလဲဆိုတော့စတန်ဘူကျလာတဲ့အချိန်မှာချက်စီးစပြီးတော့ confident ဖြစ်လာတယ်ဒီနေ့ဆိုရင်တကယ်တော့လီဗာပူးက SHG မှာ1.70ရတာချက်စီးက0.88ပဲရတယ်ဒါပေမဲ့လီဗာပူးကသူတို့ချတဲ့1.1လွတ်ထွက်သွားလို့တန်ပြန်ကောင်တာရတဲ့ chance အကုန်လုံးကိုတိုင်ငံဖြုတ်လာကျွန်တော်မှတ်မရရမိုဆာလာတယောက်တည်းပဲ၃လုံးလောက်ရှိတယ်ကာတီဂျုံတစ်လုံးအပိုင်ရှိတယ်အလက်ဆင်မက်ကလာဆာအပါဝင်သူတို့ chance ပေါ့လေ အများစုကတော့ half chance ကြီးများတယ်ဒါပေမဲ့ပထမပိုင်းမှာ Salah ရတဲ့တလုံးဟိုဘက်က cross ပို့လိုက်တလုံးကအပိုင်ပိတ်ရတယ်အဲ့လိုမျိုးတွေကအရင်ဆုံးကဆို Salah ကတေးကြတယ်ဆိုတော့ Liverpool ကသူတို့ရတဲ့ chance တွေကိုသူတို့ ruin လုပ်တယ် ruin လုပ်တယ်ဒါပေမဲ့ shot target အနေနဲ့တည်တဲ့ပွဲလုံးမှာသူတို့နှစ်ချိန်မဲ့ထိတာ Chelsea ကပိုကောင်းတဲ့အသင်းဖြစ်တယ် hit the post ဟိုမှာပွဲပိတ်ကနေမှာ Astafel ပို့လိုက်တဲ့အလုံးကိုကောင်းတိုက်သွားတဲ့ Andrew အလုံးဆိုရင်တေးကြပေါက်ကိုရမယ့်အလုံးမျိုးတွေနောက် Chelsea ရဲ့ကွင်းလေကကျွန်တော်အကြိုက်ဆုံးဒီနေ့ကစားမကမလို့လဲဆို Moises Caicedo ပဲ အန်ဇိုဖနန်ဒက်စ်လည်းကောင်းတယ်ဒါပေမဲ့ခိုက်ဆီရိုရဲ့ tackle တွေခိုက်ဆီရိုရဲ့ tempo အတင်ချတကယ်အ tight area မှာဘောလုံးကိုဆွဲထွက်သွားပြီးတော့ဟိုးဘက်ရှင်းတဲ့ဘက်အချမ်းကိုလူချပေးတာနောက်တစ်ခုကဒီနေ့ခါနာချိုလည်းတော်တော်လေး good game လို့ပြောလို့ရတယ်သူ့ရဲ့တောင်မန်ကပက်ထရိုနာတိုနဲ့ခါနာချိုရဲ့တောင်မန်နှစ်ဖက်ဟာလီဗာပူးတော်တော်လေးဒုက္ခပေးခဲ့တယ်နောက် Jimmy ကက်တင်စ်ဝင်လာတယ်သူလဲ pressure ပေးနိုင်တယ်သူကြောင့်ပဲလီဗာအဲ့ဒီနေ့ပွဲကအန်ဇိုမာရက်စကာရဲ့လူစားလဲမှုတွေကတော်တော်လေးအလုပ်ဖြစ်တယ်သူကြောင့်ဒီခါနာချိုနဲ့နာတိုနေရာမှာဝင်လာတဲ့ Kittens နဲ့တစ်ဖက်ကဒီ Estevero နှစ်ယောက်စလုံးကပထမပိုင်းတော့ဟိုနှစ်ယောက်ကစားခဲ့တဲ့ပုံစံကို match ဖြစ်တယ်။ Liverpool ဘက်ကိုတောက်လျှောက်ဖိအားပေးတယ်။ Liverpool ဘက်ကလည်းအိုက်တန်ပြန်ကောင်းတာတွေတော်တော်လေးရတယ်။ဒါပေမဲ့ game changing moment တွေက Liverpool ဟာကိုရတဲ့ chance ကိုအကုန်ဖြုံးတီးသွားခဲ့တယ်။ Chelsea ကသူတို့ရတဲ့ chance ကိုသူတို့အသုံးချတယ်။ဒါတော့မှနော်ဂါနာချိုအေရီယာလေးကိုချပေးတာနှလုံးသုံးလုံးလောက်ရှိတယ်။ Alanto ဂါနာချိုလည်းတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဒီနေ့ပွဲမှာ game ရအဲ့လိုမျိုး Anislo ကအခုနည်းနည်း return ပြန်ပြက်နေတာဗောလေသူတို့ Istanbul မှာကစားတဲ့ပွဲမှာလည်းသူတို့နည်းနည်း struggle ဖြစ်တယ်။နောက် Palace နဲ့ပွဲမှာလည်းသူတို့ကံကွင်းနေအများကြီးပေးရတယ်။ဒီနေ့ကတော့သူတို့ခတိုင်းထက်တော့နည်းနည်းလေးတော့ကံကွင်းရောတာနေပေမဲ့ Chelsea ဘက်ကလည်းတကယ် chance တွေတော်တော်လေးကောင်းတယ်။ဒါအဲ့မှာ Chelsea က ဘယ်လိုပြောမလဲပထမပိုင်းမှာဒါ white set sky 0တွင်းသွားသူ့ကစားမဘောမှာ9လုံးလား10လုံးလားဖြစ်ရှိသူအဲ့ဒါဒီအားလုံးကိုအိန္ဒိယပြင်ပကအများစုကန်တွင်းတာဖြစ်ပြီးဒီအားဒီမှာ premier league 3ခုရှိပြီးတွင်းတာခိုက်စီတို့ကတကယ် quality ကိုပဲအဲ့ဒါက alexis mclasa ကခိုက်စီတို့ကိုဝင်တက်ထောက်ဖို့လို့ရင်မှာခိုက်စီတို့ဖက်ခနဲ့ဖိတ်ပြီးတော့ထွက်သွားပြီးတော့မှာဟိုဘက်မှာကမ်လိုလိုနဲ့ van dyke ကိုတစ်ချက်ပြန်လို့ရှိမှာ van dyke ကဟိုဘက်ပေးမယ်ဆိုပြီးထွက်ချင်မှာသူကတောင်းနေကိုဖျက်ကန်တာကိုယ်ကဘာမှမတက်နိုင်ဘူးအဲ့မှာ chelsea စပြီးပွင့်သွားတယ်အဲ့ကနေမှစပြီးတော့ chelsea က အဲ့ဂိုးရတဲ့အချိန်မှာချက်စီဆက်တဲ့ဖြစ်ပြီးတော့ပွဲကိုသူတို့ထိန်းချုပ်တယ်ချိန်မှာလီဗာပူးကလုံးဝနတ်သိမ်းပဲလုံးဝနတ်သိမ်းဂါပူကလည်းမဖောက်နိုင်ဘူးအီဆက်ကလည်းမဖောက်နိုင်ဘူးအီဆက်ဆိုတော့တလုံးဟိုးဘက်ကဆာလတ်ပို့လိုက်တဲ့ cross ကိုသူဝင်သိမ့်တယ်ဗျာအဲ့လုံးဝ ။ဘာကြောင့်လဲဆိုတော့ပိုးတဲ့ cross က pace show power ကွတ်တီပဲ။သူ့ရဲ့အရက်နဲ့ဆိုကွတ်တီတိုက်မှာ။အဲ့ဒီနေရာ Haaland ဆိုဝင်သွားတယ်။ဒါပေမဲ့ Isak အပေါ်ထောင်သွားတယ်။အဲ့မှာ Liverpool က1-0နဲ့ down နေဖြစ်ပေမဲ့ဒုတိယပိုင်းမှာဒုတိယပိုင်းအစထုံးစံတိုင်း Chelsea ကပိုကောင်းတယ်။အဲ့မှာစပြီးတော့ပွဲက Chelsea ကတောက်လျှောက် sorry Liverpool ကပိုကောင်းပြီးတော့မှ Chelsea ကစပြီးတော့တန်ပိုးပြန်ထိန်းနေတယ်မထင်မှတ်ပဲနဲ့ဒါ63မှာဟိုဘက်ကပို့လိုက်တဲ့ cross ကကောင်းတယ်ဗျအဲ့ဒါကို Alanzana Isak ကတစ်ချက်ပြန်ထိန်းတဲ့အချိန်မှာအဲ့လောက်က तू ကဖန်ဖန်ပေးတာတော့မဟုတ် तू ထိန်းချလိုက်တာ ဒါပေမဲ့အသင်ပါလာတဲ့ gap ပို့သွင်းသွားတယ်။အဲ့1 1ဖြစ်ပြီးတဲ့အချိန် moment ပေါ့လေ63ကနေ80ပတ်ဝန်းကျင်လောက်ထိ Chelsea လူမလဲကင်ထိကိုလီဗာပူးကနိုင်မလို့ဖြစ်နေတာ။ဘာလို့အဲ့အချိန်က Chelsea ကစပြီးပျို့နေပြ။ Chelsea ကစပြီးတော့ shaky ဖြစ်ပြီး momentum ကလီဗာပူးဘက်မှာရောက်နေပြီ။အဲ့မှာလီဗာပူးကမတင်နိုင်ဘူးမတင်နိုင်ဘူး။ तू ကအဲ့ကိုမသွင်းငင်လေးမှာ तू က Florin Vers ကခုနပရတီနေရာမှာဝင်နေ၊ Gatti Jong ကခနာတီနေပြီးတော့မှ Andy Robertson ဝင်နေ။ဆိုတော့အဲ့ဒီဆိုလူသားလေးတွေအဲ့တုံးရောကမစိုးဘူးဗျာဆက်စားခြင်းမှာ။ အဲ့မှာ grammar batch ဆန်တဲ့ဘက်ဝင်သွားတယ်ချက်ချင်း900ကိုရတယ်တို့လူလဲပြီးချင်းမှာအဲ့ဒါနေစပြီးတော့သူကပွဲကို AC ပေါ့11ဖြစ်သွားချိန်မှာကျွန်တော်နိုင်စရာရှိတာကအဲ့ချိန်ကချက်စီမှာဘာမှအခွင့်အရေးမမေရမရှိဘူးဗျာချက်စီမဟုတ်တော့ liverpool ဖြစ်လာပြီအဲ့ဒါကို anzo marska က okay မရတော့ဘူးဆို85မိနစ်မှာဒါ joao petronia မှာ marki ထက်တယ် esteve က ghana chu ထည့်တယ် ghana chu နေရာမှာ esteve ဝင်ပြီးတော့ gittins က netto နဲ့အဲ့မှာသူတောင်းပန်နေစပြောင်းတယ် အဲအဲ့မှာသူတို့စပြီးတော့စပြီးတောင်မန်ကြီးပြန်ပြီးသရက်လုပ်တယ်နှစ်သိန်းကနောက်ပိုင်းကျတော့ဘတ်စကတ်ဘောဂိမ်းလိုပဲ and to and to 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 ဖြစ်သွားတယ် and to and to to ကိုချယ်ဆီကလည်းစန်တဘတ်တွေနာနေပြီးတိုင်အောင် rechain ပေးတဲ့တကယ့်အလုံးတွေဆိုတော်တော်ကောင်းနေပြဂါနာချိုရဲ့ pace ကဟိုဘက်ချမ်းမှာတော်တော်လေးဒုက္ခရောက်သလို gittens လည်းတော်တော်လေးကောင်းနေ မာမာတက်ရှ်ဗီလီအပိုင်ကန်သွင်းကိုနေသူတောက်လျှောက်ပေးစေသွားတယ်ရောဘတ်ဆန်ချီကတော့ကျွန်တော်တို့ထင်တော့ဘာမှသိပ်ပြီးမစေရဘူးသူတပွဲလုံးမှာသူတော်တော်ရှားတယ်ဒါပေမဲ့ injury time ရဲ့နောက်ဆုံးမိနစ်မှာဒါနှစ်သင်းလုံးအနိုင်ရဖို့ကြိုးစားနေရင်းနဲ့မှာ95မိနစ်အပြည့်မှာမာကူခွေလာအဲ့ဒါကအန်ဆိုဖနန်ဒက်စ်ကောင်းတာအန်ဆိုဖနန်ဒက်ကအိုက်ထိပ်မှာဟိုးရင်းနဲ့အตาလေးချပစ်လိုက်တဲ့အချိန်မှာ onside ဖြစ်ပြီးတော့ kukla ပို့လိုက်တဲ့ cross က far post မှာ andy robertson ရဲ့နောက်မှာရှိတဲ့ estaver ပိတ်သွင်းသွားတာအဲ့လုံးကတကယ် quality ကိုပဲ ိုင်ပင်ရောပေးတာရော pass ရောပြီးတော့နေရာယူပြီးတော့ far post မှာ gamble လောက်တာအကုန်ကွက်တီပဲဆိုတော့ liverpool ဘက်က center ဒီ left back က andy robinson sleepy ဖြစ်သွားပြီးတော့ အနိုင်ကိုတွန်းသွားအန်ဇိုမော်ရက်ကပထမအရေးလုပ်ကထိထားတာဒီနေ့အာနီဆိုလည်းအနီကဝါကထိထားတယ်ဒါပေမဲ့ तू ပြည်သက်တွေနဲ့သူကစားမိုင်းနဲ့အောင်ပွဲသွားခံလို့ तू လည်းထုတ်ခံလိုက်ရပြီးတော့ဒါအဆုံးသက်မှာ Chelsea က Liverpool ကို2-6တကူနဲ့နောက်ကျကူနဲ့နိုင်သွားတယ် Liverpool နဲ့အာနီဆိုတို့တော့ London မှာပဲ Palace ကိုလည်းနောက်ကျကူနဲ့ရှုံးတယ်ဒီနေ့လည်းနောက်ကျကူနဲ့ရှုံးနေခဲ့ပြီးတော့ Chelsea ကသူတို့နိုင်ပွဲကဘာဖြစ်သွားလဲဆိုတော့တော်တော်လေးယုံကြည်မှုရသွားတယ်အဲ့အတွက်ကြောင့်ဘာဖြစ်သွား Arsenal ကဂျားထဲမှာအဆင့်1ကိုဆက်ပြီးထိန်းသွားတယ် Liverpool ကတော့2ပဲ Spurs က3 ဘုံမောက်က၄ခရစ်စတီးပလစ်က၅ချယ်စီကအဆင့်၆၉တက်လာခဲ့ပြီးတော့အန်ဆိုမာစကာရဲ့အသင်းကထိုက်တဲ့တန်းနဲ့နိုင်ခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်